ညာရမှာအနိုင်မဲ့ဖြစ်တဲ့ပို့ဒီဦးကဘဝရဲ့အကြီးမားဆုံးမိခွန်းတချို့ကိုဘာလို့များမဖြေပဲထားခဲ့တာလဲဟုတ်ပါပြီဒီအကြောင်းအရာကပဲဒီတစ်ခေါက်ကျွန်တော်တို့အတူတူအဖြေရှာသွားမယ့်အစိတ်ဝင်စားစရာဗဟိလီတစ်ခုပါပဲဆိုတော့တကယ်တမ်းအနေဆိုင်ဆုံးအဖယ်ဒီဆိုတာကျွန်တော်တို့မင်းနေကြမိခွန်းလေးထဲမှာမဟုတ်ပဲခဏဘေးဖယ်ထားလိုက်တဲ့မိခွန်းလေးထဲမှာပဲရှိနေခဲ့မယ်ဆိုရင်ကောအေးဒီမိခွန်းလေးကနေလည်းကျွန်တော်တို့ရဲ့ဒီဇလန်ကိုစားလိုက်ကြအောင်ဘယ်လိုသိပညာမျိုးကမှ တကယ်တမ်းအတွဝင်တာလေဆိုတာကိုပေါ့ကဲဒီဇလန်ရဲ့အစကိုပြန်သွားကြည့်အောင်အဲ့မှာပေါ်ထပါတာလို့ခေါ်တယ်ပရီဘိုတူရှိတယ်သူနဲ့သူ့အဖွဲသားတဲ့ကြားမှာဘလို့မအဖြစ်မထွက်နိုင်တဲ့မေခွန်ကျူးတစ်ခုနဲ့ပတ်သက်ပြီးအကြီးအကျယ်ကိုအငင်းပွားနေကြတာအဲ့ဒါနဲ့ပဲအဖြေရှာကိုမင်းဆွဖျားစီကိုသူရောက်လာခဲ့တော့တာပဲသူမေးခဲ့တဲ့မေခွန်ကတော့ဒါပါပဲအရှင်ဖျားတိစစ်တင်ညာရတဲ့ချုပ်ငင်းချင်းဟာဘလို့ဖြစ်ပေါ်လာပါတယ်လေဖျားဆိုပြီးတော့ပေါ့ဒီမေခွန်က တကယ့်ကိုအဓိကကြတဲ့မေခွန်းပါပုထဘာရာတို့အခွဲအတွေ့အထဲမှာခြားခြားလဲနေတဲ့အဲ့ဒီရှုပ်ထွေးမှုကြီးကိုဖြည့်ရှင်းပေးနိုင်မဲ့တော့ချက်တစ်ခုလိုဖြစ်နေခဲ့တာပေါ့ ကဲအဲ့ဒီခေတ်ကလူတွေကတော့ဒီတိစိတ် consciousness ဆိုတာကိုဘယ်လိုမြင်ကြလဲကြည်အောင်အဓိကအဖြစ်အယူဆလေးမျိုးလောက်ခေတ်စားခဲ့တယ်တစ်ခုကဒါဟာအကြောင်းမဲ့ဖြစ်လာပြီးအကြောင်းမဲ့ပျောက်သွားတယ်တဲ့နောက်တစ်ခုကကြတော့ဒါကဝင်လိုက်ထွက်လိုက်လုံနေတဲ့အက်တာဒါမှမဟုတ်ဝิญဉ်တစ်ခုပဲတဲ့တချို့ကကြပြန်တော့တန်ကိုကြီးတဲ့ယောဂီတွေကထိန်းချုပ်ထားတာတချို့ကလည်းတန်ကိုကြီးတဲ့နတ်ဖျားတွေကထိန်းချုပ်ထားတာဆိုပြီးအမျိုးမျိုးပဲပေါ့ တိထားကြည့်လိုက်ရင်ဒီအယူဆတွေအလုံးကလူတယောက်ရဲ့ထိန်းချုပ်မှုအပြင်ဘက်ကအရာတွေကိုပဲညွန်ပြနေတာတွေ့ရပါလိမ့်မယ်။ဆိုတော့ဒါတွေကအပြင်မရှိတဲ့ရှုပ်ထွေးမှုတွေကိုပဲပို့ပြီးဖြစ်စေခဲ့တာပေါ့။ဒီလိုအဆုံးအစမရှိတဲ့မှန်းဆချက်တွေ theory တွေကြားထဲမှာမြတ်စွာဘုရားကဘလို့ချင်ကပ်ခဲ့တယ်လဲ။အရင်စိတ်ဝင်စားဖို့ခေါ်ပါတယ်။ကိုတော်ကဒီ theory တွေမှန်လားမှားလားဆိုတော့ကိုလိုက်ငင်းခုန်မနေတော့ပဲလုံးဝကို꽌ပြားချမ်းသာတဲ့လက်တွေ့ကြတဲ့လမ်းကြောင်းတစ်ခုကိုချပြခဲ့ပါတယ်။ theory တွေထက်လေ့ကျင့်မှုကပိုအဓိကကျတယ်ဆိုတော့ကိုပေါ့အဟောင်းအမြင်နေမှာတော့တိစိတ်ဆိုတာကိုအရာဝတ္ထုတစ်ခုလို့သဘောထားတယ်ဂျပန်ထီတာဒါမှမဟုတ်တခြားတရားောက်ကထိုင်းချုပ်တာပေါ့ဒါကြောင့်အသေးပဲဖုံးဖို့ပဲစ조사ကြတယ်ဒါပေမဲ့မြတ်စွာဘုရားရဲ့ချင်းကပ်ပုံကလုံးဝကိုဆန့်ကျင်ပတ်ပါပဲတိစိတ်ဆိုတာအရာဝတ္ထုမဟုတ်ဘူးဖြစ်စဉ်တစ်ခုသူ့မှာရှင်းလင်းတဲ့အကြောင်းတရားနဲ့အခြေအနေတွေရှိတယ်ဒါကြောင့်အသေးပဲဖွင့်မယ်နေမှာမဟုတ်ပဲလေ့ကျင့်ပြုမြင်လို့ရတယ်ဆိုပြီးခြားခဲ့တာပါ တကယ့်ကိုရှူတောင်ပြောင်းပြန်လန်းလဲပဲချင်းကပ်မှုပဲနော်ဒါကိုပိုရှင်းတော့အောင် လေကားထက်တယ်လို့အဆင့်ဆင့်ရှင်းပြခဲ့ပါတယ်ပထမဆုံးအဆင့်1မှာအာယုန်ဒီကိုမြင်သက်စေတဲ့အဆင့်ညစ်မှာပီတိနဲ့အတူစစ်ကိုတနေရာထဲမှာစူးစိလိုက်တယ်အဆင့်3မှာကျတော့တင်းငင်တဲ့ဥပေက္ခကိုပြိုးထောင်တယ်နောက်ဆုံးအဆင့်4မှာတော့တန်စင်ပြီးကြီးလင်းတဲ့အတိဉဏ်ကိုရရှိလာတာပေါ့ ဆိုလိုတာကအသီးစစ်ဆိုတာလေ့ကျင့်လို့ရတယ်ကျွမ်းကျင်မှုတစ်ခုလိုပါပဲကျန်းတဲ့အခြေအနေတွေကိုဖယ်ရှားပြီးပိုတိမ်မွေ့ပိုကြည်လင်တဲ့အခြေအနေတွေကိုကိုယ်တိုင်ဖန်တီးယူနိုင်တယ်ဆိုတဲ့သဘောပါပဲကဲဒီလောက်ရှင်းပြပေးရအောင်မှာပေါ်ထားပါတာကဂျင်းနဲ့သွားပြီလားဆိုတော့မဟုတ်သေးဘူးဗျသူကမန်းဆားချက်တီနဲ့တွေးခေါ်တဲ့အချင်းသာပါနေတုံးဆိုတော့အခုတစ်ခါဆုံးဆွန်အခြေခံကြတဲ့လူတိုင်းနှိပါခေါင်းဆိုင်ရတဲ့မဟာမေခုံးကြီးဒီစီကိုရောက်သွားပြန်ရော ူးမဲတဲ့မေဟွန်းတွေကလည်းတကယ့်ကိုကြီးကျယ်ခမ်းနားတဲ့မေဟွန်းတွေပါဥပမာလောကကထာဝရခက်သလားအဆုံးမရှိဘူးလားဝိညာဉ်နဲ့ခန္ဓာကိုယ်ကတခုတည်းလားနောက်ပြီးတော့အဲ့ဒီဟာပုဂ္ဂိုလ်တူဟာတည်ပြီးနောက်မှာဆက်ရှိသေးလားမရှိတော့ဘူးလားဆိုတာတွေပေါ့အခုဒီနေရာမှာပဲဒီဇလန်ရဲ့အလဲပြောင်းကိုရောက်လာပါပြီမြတ်စွာဘုရားကဒီလိုနန်းနေတဲ့မေဟွန်းတွေကိုနားထောင်ပြီးတဲ့နောက်မှာဖြေချဖို့ညှင်းဆိုင်ခဲ့ပါတယ်စဉ်းစားကြည့်လေအဲ့ဒီခေတ်ကလူတွေအတွက်ဘလောက်တောင်အန္တရာယ်တင်စရာဖြစ်ခဲ့မလဲ ဘာလို့လဲဘာကြောင့်မြတ်ဒီလိုမေးခွန်းတွေကို မဖြေခဲ့တာလဲအကြောင်းရင်းကတော့ရှင်းရှင်းလေးပါပဲ ကိုရောကဒီလိုမိန့်ခဲ့ပါတယ်ဒီမေးခွန်းတွေဟာပန်းတိုင်နဲ့မဆက်ဆက်ဘူးငင်းွက်ချင်းတတ်မှတ်မှုကင်းချင်းချုပ်ငင်းချင်းတည်ငင်းချင်းတက်ရိုက်တည်ငင်းချင်းနိုးချခြင်းစီကိုမပို့ဆောင်ဘူးတနည်းအားဖြင့်ပြောရရင်ဒီမေးခွန်းတွေဟာ ွေးကြည့်ရင်တော့စိတ်ဝင်စားစရာကောင်းချင်ကောင်းပဲဒါပေမဲ့တကယ်လက်တွေ့ဘဝလွတ်မြောက်မှုအတွက်တော့အထုံးဝင်တဲ့ကိရိယာတွေမဟုတ်ဘူးလို့ဆိုလိုတာပါပဲဟုတ်ပြီဒါဆိုရင်အဲ့ဒီလိုအထုံးဝင်တဲ့မိကွန်းတွေကိုဘေးဖယ်ထားပြီးတော့မြက်စွာဘုရားကဘလို့အမန်တရားတွေကိုရောတကယ်တမ်းတင် जा ပေးခဲ့တယ်လဲအဲ့ဒါကပိုရေးကြည့်ပါတယ်ကဲကြည့်လိုက်ကြရအောင်ပရမဆုံးနေနဲ့ကိုတော်ကဒုက္ခရှိတယ်ဆိုတဲ့အမှန်တရားကိုဟောကြားခဲ့ပါတယ်။ဒါကဘာကိုဆိုလိုတယ်လဲဆိုတော့ ဘဝမှာစိတ်မချေနှက်မှုတွေဖိစီးမှုတွေနာကျင်မှုတွေဆိုတာရှိနေတယ်ဒါဟာလက်တွေ့အရှိတရားပဲဆိုတာကိုယူယူတာတာလက်ခံပေါ်ပါပဲဒါကအစိုးမြင်ွားတာမဟုတ်ပါဘူးဆရာဝန်တယောက်ကယောဂကိုအရင်ဆုံးစစ်ဆေးဖော်ထုတ်လိုက်တာ ਨੇ တူတူပါပဲပြဿနာကိုအရင်တိမှဖြေရှင်းလို့ရမှာကိုဒုတိယချက်ကတော့အဲ့ဒီဒုက္ခမှာအကြောင်းရှိတယ်ဆိုတာပါပဲဒီမချေနှက်မှုတွေကအကြောင်းမဲ့ဖြစ်လာတာမဟုတ်ဘူးလူချင်းတတ်မဲ့မှု ဆွဲလန်းမှုတွေကနေမြဖျားခံတယ်လို့ရှင်းပြတာပါဒါကတကယ်တော့အားရှိစရာကောင်းတဲ့တည်တရားတစ်ခုနော်ဘာလို့လဲဆိုတော့ပြဿနာရဲ့အရင်းမြစ်ကိုတည်သွားပြီလေယောဂရဲ့အကြောင်းရင်းကိုရှားတွေးသွားတယ်လို့ပေါ့အကြောင်းရင်းကိုတည်ပြီးဆိုတော့တတိယအချက်ကမျောလင့်ချက်ပါပဲဒုက္ခဟာချုပ်ငင်းနိုင်တယ်တဲ့အကြောင်းတရားရှိတယ်ဆိုမှတော့အဲ့ဒီအကြောင်းတရားကိုဖယ်ရှားလိုက်ရင်ဒုက္ခချုပ်ငင်းတော့မှာပေါ့လွန်မြောက်မှုဆိုတာဖြစ်နိုင်တယ် ဒီယောဂကိုကုလို့ပြုံနိုင်တယ်ဆိုတဲ့တည်င်းကောင်းပေးလိုက်တာ ਨੇ တူတူပါပဲ။နောက်ဆုံးစတုထအချက်ကတော့အဲ့ဒီဒုက္ခချုပ်ငြိမ်းရာကိုတွားတဲ့လမ်းစဉ်ရှိတယ်ဆိုတာပါပဲ။ဒါအရေးကြီးဆုံးပဲ။ဒုက္ခငြိမ်းဖို့အတွက်လိုင်းနာကျင့်သုံးနိုင်တဲ့လက်တွေ့ကြတဲ့နီလန်းတွေအစစ်စစ်ရှောင်းရမယ်လမ်းကြောင်းတစ်ခုရှိတယ်လို့ဆိုလိုတာပါ။ဒါမန်ဆာချက် theory မဟုတ်တော့ဘူး။ဆရာဝန်ကယောဂပြဖို့အတွက်ပြီးလိုက်တဲ့စည်းညွတ်အတိအကျလိုပဲတကယ်ကိုလက်တွေ့လှုပ်ဆောင်ရမယ့် plan တစ်ခုဖြစ်သွားပါပြီ။ မြတ်စွာဘုရားကဒီအပေါင်းမဝင်တဲ့မန်းဆက်ချက်တဲ့နဲ့လက်တွေ့ကျတဲ့လမ်းစဉ်ကြာကကွာခြားချက်ကိုလူတွေပိုးပြီးနားတဲ့တောင်အရန်ကိုထိရောက်တဲ့ဥပမာတွေပေးခဲ့ပါတယ်။ဘယ်မှမရောက်တဲ့လေကဆိုတဲ့ဥပမာတွေပေါ့။ပထမဥပမာကဒီလူဗျာ။လူတယောက်ဟာတိုင်းပြည်မှာအချောလာဖို့မိမပြိုးလီကိုချစ်ကြိုက်နေလေပေါ့။ဒါပေမဲ့အဲ့ဒီမိန်းကလေးရဲ့နာမည်လည်းမသိ၊ရုပ်ရည်ဘယ်လိုရှိလဲလည်းမမြင်ဘူး။ဘယ်မှနေလဲလည်းမသိဘူး။ဒါဟာအခြေမြက်မရှိတဲ့မှန်းဆချက်တသက်ပါပဲ။ လက်တွေနဲ့ဘာမှမဆိုင်တဲ့လူကျင်တက်မှတ်မှုတစ်ခုကိုဖျော်ပြတာပေါ့လူတယောက်ဥပမာကပို့ပြီးတော့တောင်ထင်ရှားပါတယ်လူတယောက်ကနန်းတော်ကြီးတစ်ခုပေါ့တက်ဖို့လေကားဆောက်နေတယ်ဒါပဲမြဲအဲ့ဒီနန်းတော်ကဘလောင်မင်းလဲဘယ်နေရာမှာရှိတာလဲဘယ်အရောက်ကိုမျက်နှာမူထားတာလဲဆိုတာဘာမှတစ်ခုမှမသိဘူးဒီဥပမာကကိုယ်တိုင်မမြင်နိုင်မစစ်စေးနိုင်တဲ့ပန်းတိုင်တစ်ခုကိုရောက်ဖို့အတွက်ရှုပ်ခရီးတဲ့ဒသနစနစ်တွေ theory တွေဖန်တီးနေတာဟာဘလောက်မိုက်မရကြားလဲဆိုတော့ကိုထပ်ထပ်မြဲမြဲတရုပ်ဖော်ပြလိုက်တာပါပဲ ဆိုတော့ခြုံပြောရရင်တဟာချင်းကပ်ပုံတစ်ခုရဲ့ကွာခြားချက်ပါပဲ။ဘယ်မှမရောက်တဲ့လေကဆိုတာကမန်းစားချက်ကိုပဲအခြေခံတယ်။မတိတဲ့ပန်းနိုင်ကိုချိန်ရတယ်။အဆုံးမှာမေခွန်းနဲ့ပဲပုံများလာစေတယ်။လက်တွေ့ကျတဲ့လမ်းစဉ်ကတော့တရရဲ့အတွေ့အကြုံကိုအခြေခံတယ်။မျက်စိရှိမှမြင်နေရတဲ့ပန်းနိုင်ရဲ့အောက်ခြေမှာပဲတိဆောက်တယ်။ပြီးတော့အဆုံးမှာဒုက္ခနဲ့လွတ်မြောက်ခြင်းစီကိုပို့ဆောင်ပေးတယ်။တစ်ခုကညံမိုင်းဆိုင်ရာလမ်းပြောက်ဖြစ်ပြီးနောက်တစ်ခုကတော့ခိုင်မာပြီးလက်တွေ့ကျတဲ့ plan တစ်ခုပါပဲ။ ဒါတော့နောက်ဆုံးအနေနဲ့ကျွန်တော်တို့အားလုံးပြန်စဉ်းစားကြည့်ဖို့မေးခွန်းတစ်ခုထားခဲ့ခြင်းပါတယ်ကျွန်တော်တို့ရဲ့နေ့စဉ်ဘဝတွေဒီမှာမီးနေတဲ့အဖြစ်ရှာနေတဲ့မေးခွန်းတွေထဲကဘယ်မေးခွန်းတွေကဘယ်မှမရတဲ့လေကားတွေဖြစ်နေမလဲပြီးတော့ဘယ်မေးခွန်းတွေကတော့မြင်နိုင်တဲ့ပန်းတိုင်စီကိုသွားနေတဲ့လက်တွေ့ကြတဲ့လမ်းစဉ်တွေဖြစ်နေမလဲဆိုတာပါပဲ။